ထိုင်းဝန်ကြီးချုပ်ဟောင်းတန်ဆင်ရှင်နဝတ်က UWSA ဝါကမူရစေဝါထုတ်လုပ်နေကြောင်းဆွဆွဲလိုက်ပြီးတိုက်ဖြတ်မှုတွေလှုပ်ဆောင်သွားမယ်လို့ပြောဆိုလိုက်တဲ့အပေါ် UWSA ကမဟုတ်မှန်ကြောင်းညင်းဆိုလိုက်ပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းတန်ဆင်က ထိုင်းနိုင်ငံကိုမူရစေဝါတွေဝင်ရောက်နေရဟာ UWSA ဝါတပ်ဖွဲ့မှတာဝန်ရှိတယ်လို့ဆွဆွဲပြောဆိုထားတာဖြစ်ပါတယ်။ မေလ29ရက်နေ့ကထိုင်းနိုင်ငံမူရင့်ဇေဝါထိတ်ချုပ်ရေးဘုတ်အဖွဲ့ယုံမှတက်ဆင်ကမူရင့်ဇေဝါတိုက်ဖြတ်နေနေရင်စစ်ပွဲအဖြစ်မိန့်ခွန်ပြောကြားရမှာအခုလိုထက်သွင်းပြောကြားသွားတာဖြစ်ပါတယ်။ဒါဟာနိုင်ငံရေးကစားကွက်ပဲဖြစ်တယ်ဆိုပြီးတက်ဆင်ရဲ့ပြောကြားချက်တွေပေါ်မဟုတ်မှန်ကြောင်း UWSA ဝလာရှိုးယုံတာဝန်ခံဦးညီရန်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေညင်းဆိုလိုက်ပါတယ်။ မိုင်ယာထောင်ချီရဲ့မြန်မာနယ်စပ်မှာ UWSA ဝါသက်ဖွဲ့ပဲရှိနေတာမဟုတ်ကြောင်းနဲ့ဝါဒေတာမှာ2005ခုနှစ်ကစပြီးငွေရစိုက်ပျိုးမှုကင်းစင်နေမည်အဖြစ်ကဘာကိုကြီးညာခဲ့ပြီးငွေရစေဝါစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုနဲ့တုံ့ဆွဲမှုတွေကိုကြီးလေးပြည့်တန်ချမှတ်ပြီးတိုက်ဖြတ်နေတယ်လို့ဆိုပါတယ် UWSA ဝါကိုနိုင်နေဖို့အတွက်ထိုင်းနိုင်ငံခြားရေးဝန်ကြီးကမြန်မာနဲ့မကြာခင်မှာဆွေးနွေးဖို့ရှိတယ်လို့လည်းတက်ဆင်ကဆိုပါတယ်။